ဒီနေ့မှာတော့ကျွန်တော်ကဒါကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Hana Saga ဒီဂျပန်မှာတင်ထားရေပေါ့နော်အဲသတင်းလေးတစ်ပုဒ်ကိုကျွန်တော်ပြန်ပြောင်းပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့လူဒီသတင်းလေးကိုနားဆင်ပေးပါနော်အဲ့တော့သတင်းကဘာအကြောင်းလဲဆိုတော့ကျွန်တော်တို့မြန်မာလူကြီးတွေပြောပြောနေစကားတခုရှိရေပေါ့နော်မသိတဲ့သူကကျူးရပေးတာဆိုရင်မစားနဲ့ဆိုတာဒါမှန်ကန်ကြောင်းပေါ့နော်ဂျပန်ဘက်ကဖြည့်ရတကူကဒါသက်သေပြနေပါတယ်ဘလို့ဖြစ်ခဲ့တာလဲဆိုတော့20ရက်နေ့ညနေ9:00ကျော်လောက်ပေါ့နော်လွန်ခဲ့တဲ့ ခါဆိုရှိခါခုဒါကစကောမှာရှိတယ်ဒါရဲတင်စခန်းလေးပေါ့အလဲတန်းចောင်းသူမိန်းကလေးငယ်၃ယောက်ကအဲသူမတို့သူမအဲ့ဒီမိန်းကလေးငယ်၃ယောက်ပေါ့နော်သူမတို့၃ယောက်ဘိုင်းနာဘိုင်းအောင်ပြီးတော့ဒါအချီနေမဟန်ဘူးပေါ့နော်အဲ့ဒီအနေထားပေါ့ဒါရဲကင်းထဲမှာရှိနေတဲ့တာဝန်ကျရဲကိုလာရောက်အကြောင်းကြားပြောဆိုခဲ့တယ်ပေါ့နော်အဲလမ်းမှာတခုခုဖြစ်သွားမှာစိုးလို့လည်းနေမှာပေါ့သူတို့ဖြစ်တာကိုလူမသိမှလားစိုးပြီးတော့ဒါရဲကိုအကူအညီလာတောင်းလာပေါ့နော်အားနဲ့တာဝန်ကျနေရဲရရှိကအဲအမြန်ပဲပေါ့နော်ဒီ119ကိုဖုံးဆက်ပြီးတော့ ါ၃ယောက်လုံးကိုစီးုံကားနဲ့ပို့ဆောင်ပေးနိုင်ခဲ့တယ်ပေါ့၃ယောက်လုံးကစကားပြောနိုင်သေးတယ်အနေထားလို့သိရတယ်ပေါ့အဲ့ဒီမှာရေးတက်ဖွဲ့တာမင်းရဲ့စစ်စစ်မှုတွေကြာပေါ့နော်အင်္ဂလိပ်ရဲ့တုံးကဘာပြန်ပြောင်းပြောပြလဲဆိုတော့ကျမတို့မသိမမြင်ဘူးလေလူစိမ်းတစ်ယောက်ကနေအေးလာတိုက်တယ်အဲ့ဒီအေးကိုတောက်လိုက်တဲ့အချိန်အရာတာကတညိုပဲဆိုပြီးတော့ဒါရဲကိုသူတို့ပြန်ပြောင်းပြောပြခဲ့တယ်ပေါ့နော်ကျဲတဲ့ဘက်ကလည်းဒီပြောကြချက်ကိုရရှိသွားတဲ့နောက်မှာချက်ချင်းဆိုသလိုဒါအေးဘူးတဲမှာပါဝင်မှုကိုဒါတက်ခွဲ စစ်ဆေးမှုတွေလုပ်နေပေါ့နော်အထဲထဲမှာဒါအစိပ်ပါလားပါလားတမတဲမှုပါလေးရှိတယ်ပေါ့နော်အဲ့တော့ဒါတွေဆက်လက်လုပ်ဆောင်နေကြလို့သိရတယ်အဲ့တော့ယနေ့ခေတ်လူငယ်လေးတွေတည်တင်တာတကူပါပေါ့နော်ငါတို့ကချစ်ဖို့ကောင်းလို့လှလို့တော်လို့ငါတို့ရုပ်ကလေးကတနာစရာကောင်းလို့တက်ခံရှိလို့ပေါ့နော်အဲ့ဒါမဟုတ်လို့ငါတို့မုံလာကြွေးတယ်ဆိုတာမျိုးတဲ့ဒီလိုမတိမကျွမ်းသူကနော်စေးခတ်ပြီးတော့မတော်မတရားတကူလုံနိုင်ခြင်းရှိရမို့ အဲ့လိုပဲပြန်ပြီးဆွေးသွားနိုင်တာတွေရှိတယ်ဒီလိုမျိုးဖြစ်နိုင်ကြီးအလားအလာကိုလည်းထက်တော့တယ်တွေးခေါ်ဖို့အမိဘဒီပေါ်မှာတောင်းရှိရပါတော့ဆရာဆရာမတွေမှာတောင်းရှိပါတယ်တင် जा ပြတ်တာဘူးမရှိခဲ့ဘူးလားပေါ့နော်အခုတော့မစူးစမ်းမစင်ချင်ပဲနဲ့ဒါပါလာလာပေါ့နော်ပြီးတော့တန်းစားလိုက်တာမျိုးอ่ะတကယ်လို့ဒါသာလုံးဝအစိတ်အတောက်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်အမိဘတွေရင်ကျူးရတဲ့ကိစ္စမျိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့ဒီတဲ့ရင်ကဒါမီဒီယာတွေတင်ဆက်လာတဲ့ခါမှာ ဒါကြမ်းကမိပါတွေကလည်းဝေဖန်ကြပြီပေါ့နော်ဒါသာသမီချင်းကိုချင်းစားတော့လေပြောဆိုကြတာပေါ့နော်ဒါဝေဖန်ကြံသူချက်တွေကိုတစ်ချက်ကြည့်ကြည့်အောင်အဲ့တော့မိပါတယောက်ကဘာပြောလဲဆိုတော့ဒီနေ့ခင်မိပါတွေအားတဲ့တချို့ဆိုရင်ပေါ့နော်မိပါတာဖြစ်တာအရွယ်လေးတွေအခုထိလူငယ်အရွယ်လေးပဲပေါ့နော်စောစောအိမ်အောင်ကြာသွားတာပြောကြတာသူတို့ကိုယ်တိုင်လည်းကို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 မိပါတွေကိုယ်တိုင်ပါတယ်တိတိကျကျမထိုင်နိုင်တတ်ဘူးပေါ့နော်လူငယ်ပဲရှိသေးတယ်အဲ့တော့သူတို့ရဲ့သာသမီအပေါ်တွေမှာလည်းမထိုင်နိုင်လမ်းမညွန်နိုင်ဘူးဒါမိပါရဲ့တင်ပြမှုအားနဲ့လို့ မတီးတဲ့လူကလာပြီးတော့တောက်လိုက်တာပဲဆိုပြီးတော့အမီးပေါက်ဒါဝေမှပြစ်တင်တာလဲတွေ့ရတယ်ပေါ့အဲနောက်တစ်ယောက်ကကြတော့မူလာတိုင်းကျော်ဆိုရင်တော့ထားပါတော့တဲ့အယွေကြီးကလဲတန်းအောင်ရောက်နေပါဘောနော်ဒီမိန်းကလေးတော့ရအောင်မတီးတဲ့လူကလာကြွင်းစားစရာလားဆိုပြီးတော့လေသူကလည်းပြောတာပေါ့နော်အဲ့တော့နောက်တစ်ယောက်ကတော့အများကြီးတော့ဝေမှနောက်ရှိပါဘောနော်နောက်ဆုံးတစ်ယောက်ကိုပြောလိုက်ဟာဒီလိုခစ်မှာတော့မှမတီးတဲ့သူကလာပြီးတော့တောက်တယ်လားယူလိုက်တဲ့သူတွေရှိနေသေးပါသေးလားဆိုပြီးတော့ အစားအစာလိုဝေဖန်တဲ့တန်တွေကစုညံ့နေတာပေါ့နော်အဲ့တော့ဂျပန်လိုနိုင်ငံမျိုးမှာတော့မမတည့်ရသူကလာကျွေးစားလိုက်တဲ့အခါမှာတောက်လိုက်တဲ့အခါမှာအခုလိုမျိုးဖြစ်စဉ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးဖြစ်စဉ်တွေဖြစ်ပွားနိုင်ကြတယ်အရင်များတယ်ပေါ့နော်အဲ့ဒါကြောင့်မိဘတွေကအခုချိန်မှာအခုရဲ့သားသမီးတွေအုံသိဆုံးမမှုတိတ်မရှိခဲ့ဘူးပေါ့နော်ဆရာဆရာမကြီးကလည်းဒီလိုမျိုးရိုးစုံမှုတွေတိတ်မရှိသေးဘူးဆိုရင်အဲ့ဒါအချိန်ကြီးတားဆီးနိုင်မှုတို့အတိတ်တရင်တို့နေဆက်ပြလိုက်တာဖြစ်ပါတယ် ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့တပည့်တွေကိုတည်တည်ချာချာအဲပြောဆိုသင်ကြားပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့အဲဒီနေ့ကတော့ဒီလောက်ပါမယ်နော်ကျေးဇူးတင်ပါတယ်